ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် YNW channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်အဒီနေ့ညကံမဲ့ Super Sunday ရဲ့ Premier League ပွဲစဉ်17ပွဲကြီးပွဲကောင်းဖြစ်တဲ့ Man City နဲ့ Liverpool အကြောင်းကိုပွဲကြိုသုံးသပ်ချက်လေးကျွန်တော်လုပ်သွားခြင်းပါတယ်ခင်ဗျာကဲစလိုက်အောင် ဒီဘက်ခစ်တင်မှာပေါ့နော်ဒီဘက်ခစ်တင်မှာဒီအဲဂျာဂျင်ကလော့ပက်ဂွာရီယိုလာမန်စီးတီးကိုကိုင်းပြီးနောက်ဂျာဂျင်ကလော့လီဗာပူးကိုကိုင်းတယ်음ဒီမှာအဲနောက်ပိုင်းပေါ့နော်ဒီအင်္ဂလန်ဒါဘီလို့တောင်မှတင်စားခံရတဲ့အထိဒီဒီနှစ်တင်းရဲ့ပြိုင်ဆိုင်မှုကပြင်းထန်လာတယ်ပေါ့နော်ဟိုဂွာရီယိုလာဂွာရီယိုလာကိုင်းကိုင်းပြနေတဲ့အချိန်မှာဂွာရီယိုလာရဲ့အကောင်းဆုံးဆိုတဲ့အချိန်ဒီမှာ တကယ်ရှင်းနိုင်တာဆိုလို့လေဒီလီဗာပူးအသင်းမဲ့ရှိခဲ့တာပေါ့ကလောလာထာခါနေစပြီးရပေါ့နော်မနစ်ကတွေ့ဆုံမှုမှာအာနီစလော့လက်ထက်မှာတော့အာနီစလော့ကဒီဂွာဒီယိုလာလဲတက်ပြတ်နေတဲ့အဲကာလာလဲဖြစ်တာပေါ့နော်ဂွာဒီယိုလာလဲတက်ပြတ်နေတဲ့အချိန်အဲဂွာဒီယိုလာရဲ့အဆိုးဆုံးအချိန်ဒီမှာအဲဂျုံတဲ့အချိန်ရဲ့အာနီစလော့ကဒီသူစကိုင်းတဲ့နှစ်မှာတော့နှစ်ချိန်စလုံးအဲ တူစည်းနဲ့ပေါ့နော်အတူစည်းနဲ့နှစ်ပွဲစလုံးမှာအနိုင်ရထားပါတယ်လောလောဆယ်တော့အနစ်စလော့ကအသာရထားတယ်ပေါ့နော်အင်းဒါပေမဲ့လည်းမနစ်ကတော့ဒါဂွာကြီးကတက်ပြတ်နေတဲ့အချိန်မလို့အဲဒီလိုဖြစ်တာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်အဲကြက်ထားထားတော့အခုမန်စီးတီးကလည်းလူတွေ injury ပြဿနာတွေကဆိုလို့ကိုပါစစ်တယောက်လောက်ပဲရှိတယ် အဲလူလည်းတော်တော်ဆုံးနေပြီကစားပုံကလည်းတော်တော်လေးတိုးတက်လာတယ်အဲရှင်လုံမဟုတ်တော့ဘူးဗျာမနစ်ကလောက်ကြီးကြောင်အထိအချိန်လေးစိုးမနေတော့ဘူးအဲသူတို့ဒီဖောင်းလေးအရန်ပြတ်မှန်လာတယ်အဲခုဆိုလို့ရှင်နောက်ပိုင်းဆော့ခဲ့တဲ့အဲဒီတုံးပွဲစတိုက်ဂိုးပြက်တွေနဲ့အနိုင်ယူခဲ့တယ်အဲမန်စီးရီးနဲ့အဲဒါဒါဒီဘာဘူးဆိုလို့ရှင် ခုမှဒီအဲပြိုင်ပွဲစုံ နှစ်ပွဲဆက်အနိုင်ရထားတယ်ပေါ့နော် clean sheet နဲ့ဒါကလီဗာပူးကလည်းဟိုဖောင်နေလေးပြန်ကောင်းလာတယ်လို့ပြောလို့ရတယ်ဒီလိုကောင်းတာဆိုတာကလည်းဒီသူတို့ရဲ့ဒီစံချိန်တင်ပြောင်းရွှေ့ခြင်းအဲ vast florian vast ကဒီဘဲဆွဲမှာထားပြီးတော့အော်ဘဲချမ်းနေရာမှာထားပြီးတော့ဆိုဘူပြန်ပြီးတော့ဒီကွက်လေလီဗာပူးရဲ့အရင်ဟိုဘယ်လိုပြောမလဲအရင်အထိုင်ကြပြီးသားဒီကွက်လေကိုမဖြတ်တော့ဘဲနဲ့ဆိုဘူ slime ကို ဘယ်ဟို Florian Vas ကိုဘယ်ချောင်းကိုပုတ်လိုက်တဲ့အတွက်ကစားပုံလေးနောက်တန်းနေရာဆက်ကြစ်လစ်သွားတယ်အဲဒီလိုမျိုးဖြစ်လာတာဆိုတော့နှစ်တင်းလုံးကလည်းဒါကအဲဖောင်ပြန်းမိနေပြီလို့ပြောလို့ရတယ်အဲတကယ်ကိုဒီနေ့ကြည့်ရမယ့်ပွဲကလည်းပွဲကြီးပွဲကောင်းဖြစ်မယ်လို့လည်းညွှန်လဲမှာတယ်အဲ့မှာ ဒီမှာဂွာရီယိုလာကလူလဲစုံနေတော့ကောင်းလဲပြန်လဲကောင်းလာတဲ့အနေအထားမှာဒီဘူကီတိုင်းကြီးရဲ့ကြည်ပေးမှုဖွင့်လှစ်မှုမှာလည်းနည်းနည်းလေးတည်တာလာတယ်ပေါ့နော်အဲအရင်လိုမျိုးဒီမန်စီးတီးကအရင်လိုအရင်တော့ဆိုလို့ရှိရင်ဒီ Brighton တို့ Crystal Palace တို့အဲထားတော့တခြားဘုံမောက်တို့ဘာလို့အဲလိုမျိုးကန်းနေပြီဆိုလို့ရှိရင်တော့မှအတလုံးသွင်းတော့မှအဲ89တို့ပြပြစွန်လေးတွေနိုင်တဲ့အနေအထားတွေပေါက်ခဲ့တာ အတင်းကြီးနဲ့တွေ့မှ level show အဲဒါတော့မတော်တယ်နဲ့အတင်းကြီးပါလို့ဆိုလို့ရှိရင်ကျွန်တော်ကတလုံးရှုံးနေပါသေးတယ်ပေါက်ခဲ့သေးတာအခုကကအဲကျွန်တော်ကလီဗာပူးနဲ့မန်စီးတီးတွေ့ရင်ဂျာချင်းကလော့လက်ထက်မှာသိလို့ရှိရင်မန်စီးတီးကွင်းမှာလဲ level 50ရှုံး level 80ရှုံးဆိုတာအများဆုံးတော့ပေါက်လာတာအခုဒီနေ့ပေါက်ချင်းမှာတော့အဲဝါကြီးကအဲဝါကြီးရဲ့မန်စီးတီးရဲ့ level ရှုံးထိပေါက်လာတယ် အဲကိုပေါင်းကြည့်ဆိုလို့ရှိရင်လည်းဒါပုံမှန်အတိုင်းဟိုသူတို့အချိန်တုန်းကပြိုင်ဆိုင်မှုအတိုင်းပေါက်လာတယ်အဲဒါသုံးလုံး30ရှုံလို့ပါတော့ဒီလိုနေထားမှာဆိုလို့ရှိရင်ပူကီရဲ့ကြေးဖွင့်လင်းမှုအရဆိုလို့ရှိရင်တော့ဒါကอืมသုံးကိုးတွေပေါ်ပြီးတော့အာတစ်ဖက်နဲ့တစ်ဖက်ကိုအပြန်လှန်တွန်းပြီးတော့အကူများမယ်ဆိုတဲ့ပုံစံမျိုးမှာရှိပြီးတော့မန်စီးတီးယားပဲအဲဒီအနိုင်ရသွားမယ်လို့သူတို့ဟိုပေါ့အကြောပေးထားတာပေါ့နော်အကြောပေးတဲ့ဖွင့်လင်းမှုတွေနေနဲ့လှုပ်ထားတယ် ဒါကလည်းဖြစ်လည်းဖြစ်တည်မှာလေဒီမန်စီးတီးကအိမ်ဝင်လည်းဖြစ်တာတကြောင်ပြီးတော့ဟိုဒီလီဗာပူးမှာမန်စီးတီးမှာဆိုလို့ရှိရင် injury ပြဿနာဆိုလို့ကိုဘာစစ်ပဲရှိပြီးတော့လီဗာပူးမှာအဲဆိုလို့ရှိရင်အဲဒီစာချုပ်တွေပြောရှိနေတဲ့ခေါ်ထားတဲ့ Alexander Isak တို့အမ် frame bound တို့ကာကတ်ဆိုတာကလည်းအဲကာကဆိုတာကလည်းရော်ဘတ်ဆန်တော့စိတ်မချရသေးဘူးအဲဒီလိုမျိုး ဖြစ်နေတဲ့အချိန်မှာ အဲလီဗာပူးရဲ့ injury ဟိလီဗာပူးရော injury ပိုများတာပေါ့နော်ဟိုသူရဲ့ဟိုနည်းနည်းနဲ့ဆိုလို့ရှင်တော့ပြီးတော့ဟိုကစားပုံအရလဲအဲလောလောဆယ်တော့မန်စီးတီးရပဲအဲတာမယ်လို့အဲကျွန်တော်ထင်ထင်မိရပေါ့နော်ဒါပါစနယ်ပေါ့ပါစနယ်ကျွန်တော်အမြင်မှာတော့မန်စီးတီးရပဲကစားပုံကပိုပြီးတော့တာတယ်လို့ထင်တယ်ဟိုမန်စီးတီးမှာဆိုလို့ရှင်အဲဟိုဘယ်လိုပြောမလဲ technical changes တွေအများကြီးလုပ်လို့ရတယ် အခုပါတဲ့ဒိုကူတို့အဲဆေဗင်ယိုတို့အဲမမွတ်တို့အခုဖိုရန်လည်းပြန်ကောင်းလာပြီဗျာဖိုရန်လည်းကောင်းလာတယ်ဟာလန်ဆိုလို့ရှိရင်ဒီယာဒီမှာအဲသူ့ရဲ့ဟိုပရမခြေတိုင်းပဲရောက်ခါစားခြေတိုင်းကိုဖြစ်နေတယ်ဟာလန်နဲ့ထိရတယ်ဂိုးတာများတယ်အဲကီဗင်ဒီဘရိုင်းနောက်ပိုင်းမှာအဲဖန်နီမှုတွေတိတ်မရှိတော့ပေမဲ့ဟာလန်အခုနောက်ပိုင်းမှာအင်းတွင်ဂိုးတွေတော်တော်ရလာတယ် အဲ Ryan Chakri တို့ပါလို့ဆိုလို့ရှိရင်ဒါဖန်တီးမှုကြီးလည်းအရင်ကောင်းတယ်ကစားသမားတွေအဲကွန်လက်မှာဆိုလို့ရှိရင်လည်းအဲဒါ Rovi တို့ပါလို့လည်း injury ကျင်းနေတယ်အဲပြီးတော့ Gonzalez တို့အဲ Ranger တို့ဆိုတာလည်းကောင်းနေတယ်ဗျာအဲ့တော့ဘလိုပဲဖြစ်ဖြစ်အဖက်ဖက်ကကစားသမားအင်အားအရာရောဟိုဒီဒီအဲနိဗျာဘိုင်းမှာပါအဲဒီမန်စီးရီးယားအနေငယ်အตาရနေတာပေါ့နော်ဒီမှာပြောစရာဆိုလို့ အာနီစလော့ရဲ့ဒီနောက်ပိုင်းကန်ခဲ့တဲ့ပွဲလေလို့အစတွန်ဗီလာနဲ့မက်ထရိုတို့ကန်တဲ့ပွဲလေလို့ခံစစ်ကိုကြည့်ကြည့်လစ်လစ်နဲ့အဲဒီကောင်တာဖောက်ပြီးဆော့မယ်ဆိုရင်တော့မန်စီးတီးလည်းအဲဂိုးပြတ်ဖို့တော့မလွယ်ဘူးပေါ့နော်အဲဒါပေမဲ့ဟိုနိုင်လဲ 1z အဲ2-1အဲဒီလိုမျိုးဟိုသွားမယ်လို့တော့ထင်တယ်အမ်အဲတခုဆိုရင်ရတာကမန်စီးတီးမှာက ီနောက်တန်းမှာကပြဿနာအနေငယ်ရှိနေသေးတယ်။မန်စီးရီးနောက်တန်းမှာကသူ့ရဲ့ဒီတရားဝင်ဟိုဒီပုံမှန်လိုင်းနဲ့ရလို့မရှိသေးဘူး။အဲဒီဂွာကြီးရအဆင်ပြေတယ်လို့လူးဝစ်တို့အဲဒီဟိုဘာလဲဟိုဘာဒန်ခေါ်တာတဲ့နော်ရီတို့အဲဒီလိုမျိုးအဲဂျွန်စတုန်းတို့ဒီလိုမျိုးအလင်းတဲ့လို့ရူဘင် DS တို့လောမျိုးသူအဲအဆင်ပြေတယ်လို့တုံနေရတဲ့အနေအထားမှာပဲရှိတည်တာ။ တဲ့လူနက်စ်တို့ဘာလို့တောင်မှအဲဒီနောက်တန်းညာဆွဲမှာထားပြီးကန်းနေတာဆိုတော့အဲမန်စီးတီးနဲ့လီဗာပူးနဲ့မှာလီဗာပူးရဲ့အသက်ချက်ဆိုလို့ဒီဘယ်လိုပြောလဲနောက်တန်းတစ်ခုပဲမန်စီးတီးတက်တာတယ်အကျန်းတန်းဟာတွေတော်တော်များများကအဲဟိုဒီရှေ့တန်းတို့ဘာလို့အလဲတန်းတို့ဆိုတာကမန်စီးတီးကလီဗာပူးကိုကောင်းကောင်းရှင်းနိုင်တယ်အဲ့တော့ เอ่อပြောရမယ်ဆိုဒါကလည်းဒီလိုပွဲနေဆိုတာကအပွဲကြီးပွဲကောင်းနေဆိုတာကဒီကတစ်ဖက်နဲ့တစ်ဖက်ကိုဒီအမားကိုဟိုစောင့်ပြီးတော့စော့ကြတာများတယ်အဲအချိန်တုန်းကတော့ဒီ ग्वा ကြီးနဲ့ကလော့လက်ထက်မှာတော့အဲနိမ့်မြူကပြိုင်ဆိုင်မှုနဲ့အဲဟိုဟိုတယောက်နဲ့တယောက်ကဒီကောင်းတော့ပြိုင်ဆိုင်မြင်နေနေပေါ့ဗျာဟိုဘယ်လိုပြောမလဲဟိုညစ်တာမပါဘဲနဲ့တစ်ဖက်နဲ့တစ်ဖက်ဒီတိုက်တယ် အဲတိုက်စစ်ပြီးတိုက်စစ်တိုက်စစ်ပြီးတိုက်စစ်အဲ့လိုပဲကမ်းလာကြတာနဖက်လုံးကမင်းဆွမ်းမင်းရှုငါဆွမ်းငါရှုအဲ့လိုမျိုးဟိုကမ်းလာတဲ့အနေထားတွေမှာအခုအနီစလော့နောက်ပိုင်းမှာအနီစလော့ကတော့ဒီအဲဒီဘောလုံးဝမန်စီးတီးကိုပေးကင်မယ်အဲဒီထိချက်နေနေနဲ့အဲမန်စီးတီးဘက်ကိုထိအောင်ဒီကိုချင်းချောင်းနိုင်အောင်လုပ်မယ်အဲကိုရှုမယ်အဲတော့အဲ့ပုံစံမျိုးကမ်းလာတာဆိုတော့မန်စီးတီးလည်း အဲအဲ့လိုမျိုးကမ်းလာမယ်ဆိုရင်တော့တိတ်တော့မလွယ်ဘူးဘာဖြစ်လို့လဲဆိုတော့ Man City ရဲ့အထူးအားနည်းချက်ကနောက်တန်းဖြစ်နေတယ်အဲ Liverpool လည်းနောက်တန်းအားနည်းချက်ရှိတယ်ဆိုပေမဲ့ Liverpool ကဒီ Van Dijk တို့ Konate တို့ Robertson တို့ Bradley တို့ကဟိုမထွက်ပွဲနေရလို့မျိုးစော့ခဲ့ရင်နောက်တန်းဒီအလယ်တန်း Graban တို့ဘာလို့ကာဘာရခဲ့တယ်ဆိုလို့ရှိရင် Liverpool ကတော်တော်လေး Man City နဲ့ဆိုင်နည်းနည်းလေးကြစ်လက်တယ်လို့ကျွန်တော်ထင်တယ် အဲ့တော့ကျွန်တော်ဒီဖိုကီရဲ့ခြေပေါက်ဖွင့်လင့်မှုမှာဆိုလို့ရှိရင်တော့เนาะမန်စီးတီးဘက်ကအဲဆိုလို့ရှိရင်သူကနှလုံးမှမန်စီးတီးအနည်းဆုံးနှလုံးသွင်းမယ်လို့သူတို့ခန့်မှန်းထားတယ်အဲသူတို့ခြေဖွင့်လင့်မှုလို့ပါကိုမန်စီးတီးကနှလုံးသွင်းမှ90နိုင်ယုံလောက်ဖွင့်ထားတယ်လီဗာပူးကိုဆိုလို့ရှိရင်လီဗာပူးကတော့ဒီတလုံးသွင်းရင်90ရှုံဆိုတဲ့ပုံစံမျိုးနဲ့သူတို့ဖွင့်လှစ်ထားတယ်ဆိုတော့အဲဒီနှစ်သင်းက ဲလေဗာပူးကလည်းအနည်းဆုံး3ဂိုးတော့သွင်းမယ်အဲမန်စီးတီးကလည်းအနည်းဆုံး2ဂိုးသွင်းမယ်အဲ2-1ဆိုတဲ့ပုံစံမျိုးသူတို့ဟိုတဲထားတယ်ဂိုးပေါင်းချိန်မှာလည်းသူတို့ပြန်ချက်လိုက်မယ်ဆိုလို့ရှိရင်ဟိုဂိုးပေါင်းချိန်မှာကလည်း3လုံး30ရှုံဆိုတော့အဲသူတို့ဒါနှစ်ဖက်ပေါင်း3ဂိုးတော့ဘလုံးနည်းနဲ့မဆိုပြည့်မယ်လို့သူတို့ယူဆထားတယ်အဲအဲကျွန်တော်အမြင်မှာတော့ဒီဒီပွဲကဟာပေါ့နော်ဟိုဂိုးကတော့ပေါ်ဖို့တော့များတယ်တို့တော့ ကျွန်တော်စဉ်းစားချင်တာတော့ဒီ Arnis Law ရဲ့ပုံစံနဲ့အဲကစားပုံနဲ့ဆိုလို့ရှိရင်အဲလေဘာဘူးကကိုရပြီးရင်လုံးဝအထိုင်ဆုံးအဲမန်စီးရီးယားရပြီးရင်မန်စီးရီးယားတော့အထိုင်ဆုံးမှာမဟုတ်ဘူးတိုက်မှာအဲ့တော့ကျွန်တော်ထင်တယ်ဒီပွဲကျွန်တော်ဂိုးအောင်မယ်လို့ပဲကျွန်တော်ယူဆတယ် ကျွန်တော်ကိုအောက်ကိုပဲကြိုက်တယ်မန်စီးတီးယား9လဲ1-0အဲ2-1အဒီလိုသွားလိုက်မယ်အဲလီဗာပူးကနိုင်ခဲ့ရင်လဲ0-1ဒါမှမဟုတ်လို့ရှင်ဇီဇီလဲပြီးသွားနိုင်တဲ့အခြေအနေမှာရှိရအဲအာကြီးကညဘွဲမှာအာကြီးကတည်ကြလိုက်တဲ့အတွက်ဒီနှစ်ဖက်လုံးကတော့အဲဒီအခွင့်အရေးကိုအမိအရာစုတ်ကန်ကြမယ်လို့တော့မျှော်လင့်မိတယ် တို့လာတာပွဲကြီးပွဲကောင်းဖြစ်တဲ့အတွက်တစ်ဖက်နဲ့တစ်ဖက်ဟိုအရန်ကာယောကြီးရင်နွားလိုမျိုးဂျာချင်းကလောက်လက်ထက်ကလည်းမျိုးတစ်ဖက်နဲ့တစ်ဖက်အပြိုင်ဆိုင်တိုက်မယ်လို့တော့ကျွန်တော်မထင်မိဘူးအဲထင်းထင်းသိမ်းသိမ်းလေးကံမယ်လို့ထင်တယ်ဟိုဘယ်လိုမန်စီးတီးကတော့တိုက်မှာပဲလီဗာပူးကတော့ဒီသူ့ရဲ့ကြက်ကြက်လေးလေးနဲ့ transition transition ထိကျက်နေနေနဲ့အဲဟိုကဘောချင်းချောင်းနိုင်အောင်ပဲစော့မယ်လို့ပဲကျွန်တော်ဟိုယူဆတယ်ပေါ့နော်ကဲနှစ်ချုံအနေနဲ့ပြောရမယ်ဆိုရင် ဒီဘွဲမှာကျွန်တော်အဲဘော်ဒီကြိုက်တဲ့လူကတော့မန်စီးတီးပေါ့ဗျာအဲကျွန်တော်ကတော့ဒီမန်စီးတီးကိုလည်းတိတ်မရွေးရဲတော့ဒီဂိုးအောက်ကိုပဲကျွန်တော်ရွေးချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ